တော့အိမ်စွေဘောမှာသူဘာလောက်ခိုင်းလဲဆိုတော့ equation ရေးခိုင်းတာကြီးနော်ဘာရေးခိုင်းလဲ cycle equation ကိုရေးခိုင်းတယ်ဘာနဲ့ပါပေးထားလဲ radius r ပေးထားတယ်တန်တာတနည်းပြောရင်ဘာကောမှာပါပေးထားလဲ h ကောမှာ k ပေးထားတယ်သူဘယ်လိုပုံစံဖြစ်ရေးခိုင်းတာအဲဒါကြောင့်မို့ဆရာတို့ standard form equation သိရင်အစားသွင်းလိုက်ရပြီ standard form equation ပြန်ပြောကြည့် h minus a 2 square plus ဘယ်နေရာမှာတွင်းလိုက်ရပြီ h ရဲ့ k ရဲ့ i ရဲ့မှာတွင်းလိုက်လို့ကျင်တဲ့ circle equation ကြာလို့ရပြီနော်အဲ့တော့ r ကဘလောက်ပြီးလား for x, k က negative 1, 2ပြီးရင် the equation of the circle is ဒါရတာပေါ့ဒါပဲသူပြီးအလားအဲ့တော့ဘလို့ရလဲဒီမှာတွင်းလိုက်လေ x မှာကြာဘလောက်တွင်းလဲ minus 1 minus 1တွင်းတော့ minus နဲ့ minus ဘာဖြစ်ရလဲ plus ဖြစ်သွားတယ် k နဲ့ဘလောက်တွင်းလဲ 2တွင်းတော့ y minus 2 to square equal to r square ဆိုတော့ r နေရာဘယ်လောက်လဲ4မို့လို့4 square okay 4ပြန်ရှင်းလား4 square ရှင်းလားဘယ်လောက်မယ်16ရအောင်နော်အဲ့ဒါ by equation ရပြီအဲ cycle equation မှာ standard form နဲ့ရတယ်အဲ့တော့ तू က r နဲ့ x, k ပြီးတယ်ဘာလို့လိုက်ရပြီအစားသွင်းလိုက်ရတယ်နော်အဲ့တပုတ်စပြီးရင်တွေ့ကြည့်ပါ Elizabeth Elizabeth လဲအတူတူပဲဘာအောင်မေးတာပဲ ဘာပြီးတာလဲဘလောက်ကောမှာဘလောက်စန္ဒာပြီးတာတယ်ပြီးတော့3ကောမှာ negative 1ကဘာ point လဲသိရင် passing point ပေါ့ဖြတ်မှတ် cycle ဖြတ်တဲ့ဖြတ်မှတ် x ကောမှာ y ပြီးတာဟိုမြင်သာအောင်ပြောလို့ရှိရင်စန္ဒာဘလောက်ကောမှာဘလောက်ပြီးတာလဲ negative 1ကောမှာ2ပြီးတာလဲဒီ cycle ပေါ်မှာရှိတဲ့အမှောက်ဘလောက်လို့ပြီးတာလဲအဲ့လိုပြီးတာလားဒါဆိုသူ့ကြာကဒေးစားအောင်ဘာလို့လိုက်အောင်မလဲစာရင်အဲ့ဒါဘာရပြီး အာရတော့ပေါ့ပြောချင်တာအိဇဘယ်သူကနည်းနည်းလေးထက်ချဲလိုက်တယ်ပေါ့ခဏတော့အာတန်မှုဓာတ်ရိုက်ပေးတာလေဒီမှာတော့အာဟောဘာဖော်မြူလာသုံးပြီးပြန်စာပေးရ distance formula သုံးပြီးတော့ root တွေနှစ်သက်တင်ပေါင်းပြီးစာလိုက်ရင်ရပါမှာเนาะအဲ့တော့အဲ့ဒါပဲလေအဲ့တော့ဇာတော့ဒါ x, k သိတယ်ဒါကိုဇာတော့ x, y x1 y1 လို့ယူလိုက်တယ်ဆိုပါဆိုဒါဆိုရင်အာလိုချင်းဇာတော့ဘယ်လိုရှာရမလဲ root တွေနှစ်သက်တင်ပေါင်း ဒီထဲကနှောက်တာကြိုက်တယ်လို့နှောက်လို့ရအောင်เนาะဘယ်ဟာပဲအရှင်းအောင်ကြိုက်တယ်လို့ဖြစ်ပေါ့ဖီးရသူပဲဖြစ်မှာအဲ့တော့ဒီမှာတော့ဆရာဘယ်ဟာနေပြောနှောက်တာဆိုစန်တာနေပြီးတော့ကွာရနှောက်တာပေါ့เนาะအဲ့တော့ -1, -3 those square 2, 2 those အဲ့တော့ဆရာတို့ဒီမှာဆိုရင်ဒါဆရာဘယ်လိုဆရာ root တင်နှစ်ထက်တင်ပေါင်းဆိုပြီးဆရာတို့ရှားလိုက်ရပေါ့เนาะအဲ့မှာဆရာခဏပြောလို့ပဲကြိုက်တဲ့ဟာကိုဆရာတို့အရှိတာပြီးနှောက်လို့ရတယ်အဖီးရသူပဲ အဲ့ gain minus 1ရှိတာမင်းတို့လဲ minus 1 minus 3ဆိုတာ minus 4ဖြစ်သွားတော့ကွာသူ့နှရက်တင်လဲ16ပဲရအောင်အကေသူ့ရှိထားရင်လဲ3 minus minus 1ဆိုလဲ plus ဖြစ်ပြီး4 in 4 square ဆိုရင်60ပဲရအောင်အဲ့တော့ကြိုက်သလိုထားခွင့်ရှိတယ်ဒါပြဿနာမရှိဘူးအဲ့ရှင်းလာတော့ဒါ4 square ဆိုတော့16ရတယ်ဒီကောင်3 square ဆိုတော့9ရတော့25မလို့ block square အဲ5 5 square မလို့ rule နဲ့ကြည့်ပြီးတော့5ရတယ်ဒါဆိုခဏ example 1 time ဖြစ်သွားပြီဘာသိသွားပြီ r လဲသိပြီး x, k စန်တာလည်းသိပြီဆိုတော့ equation ကဘာလို့လိုက်ရပြီဒီမှာဘာရအောင်ပြော x minus လားပလက်လားတခါတည်းဖြည့်ပြော a 1 those square y 2 those square equal to 5 square အဲပြီးတော့မှစတော့5 square ကိုရှင်းလိုက်ရင်အာဒါတော့မရှင်းခဲ့လည်းရပါတယ်ဟိုသဘော25ဖြည့်ရေးခဲ့လည်းက तू က equation ပဲပြောတော့မလို့ဒီအစ်မဆိုရင်လည်းဒါပါပဲလေ equation ပဲလေ ဟို standard phone general phone ပြောတော့ဒီမှာရက်လည်းရတယ်။သူကတော့ဒီကောင်ကြီးထပ်ပြန်တာလားမဖြတ်လည်းရတယ်နော်။မဖြတ်မဲ့ဒီဒီမှာပဲရက်ခဲ့ပါနော်။ဟို5 square တော့25လို့တော့ထပ်ပြီးတော့ရှင်းပေးလိုက်။အဲ့လိုဒါလည်းရတယ်။အတွက်ကြည့်ပါ။ Isabel 3ရကြတော့ခဏကနဲ့ပြောင်းပြန်ခဏ Isabel 1နဲ့သူမှကဘာနဲ့ပါပေးလဲ center နဲ့ radius ကိုပေးပြီးတော့ equation ကိုရှာခိုင်းတယ်အခုကြတော့ဘာပြန်ပေးလဲ equation ကိုပြီးပြီးတော့ standard radio ပြန်ဒါစိတ်နဲ့တော့ပြောလို့ရတာပဲလေဒီမှာ standard block ကောမှာ block ဖြစ်မှာ3.5 radius ကအဲသူက4 square မို့လို့ခြေပြီးရတော့ဆို4 block ကောမှာ block 2,3, နော်3 square ဆိုတော့3အနားမှာဘလောက်ဘာမရှိတော့ဘလောက်လဲ0ကောမှာ0 1 0ကောမှာ ဆယ်ပန်းစကောဆယ်ပန်းဒါလေးပဲเนาะအဲ့ဒါလွယ်တယ်လေးเนาะလွယ်တယ်ဆိုတော့တော်တော်ဒီတန်းနားလည်ရပြီဟလားအိဇဘယ်ဖောသူလည်းပဲဆရာတို့ဘာရှာခိုင်းတာပဲတန်တာနဲ့ရေဒီယိုကိုရှာခိုင်းတာပဲဒါပေမဲ့ခဏလေးမျိုး equation မဟုတ်ဒါဘာဖုံးပြပြီလဲနှမျိုးပဲရှိတယ်လေ standard phone လား general phone လား ဒါ general phone ပုံစံပြရပြီလေ standard phone ကသဟိုးစကွဲပုံစံနဲ့ပြီးသားလား general phone ကတော့နှစ်ထပ်တစ်ထပ် gain ဒီပုံစံနဲ့ပြီးသားလားเนาะဒါ general phone general phone ကနေ standard phone မပြောင်းမဲနဲ့စံတန်နဲ့ radio ကိုရှာလို့ရလားမရဘူးလားဘယ်လိုရှာလဲအာဘာမှလုံးရမလို့လေဘလောက်ကမှဘလောက်လို့သိညာပြီဆရာတော့အဲ့ဒါကိုအဲ့ဒီခဏပြောတော့လုံးစားပုံစံဒီ စန်တာရဲ့ပုံသဏ္ဍာန်ဟိုဘလူရှာလဲဆိုတာတက်ထုတ်တာကြီးလေဘလောက်ကမှဘလောက်လဲဟုတ်ဘူးလေဟုတ်တယ် minus g ကောမှာ minus f လေဒီ general form ဆိုရင် minus g ကောမှာ minus f radius ကြတော့ဗာလဲ square root of g square plus s square minus c အဲအဲ့ဒါနဲ့ဆရာတို့တွေ့အောင်နော်ဒီမှာတော့ဆရာပရမောက်ဆုံးအဲ့ဒီနည်းနဲ့မတွေ့သေးဘူးစမ်းတဲ့ဖုန်းနဲ့အရင်ပြောင်းမယ် စမ်းသက်ဖို့နဲ့ပြောင်းတော့တပီတို့ခဏပြောသလိုဘာလုံးတသက်ရှိရမြောက်ပေါ်ကင်းကိုနှစ်နဲ့စာနှစ်သက်တင်နှစ်ဘက်စလုံးပေါင်းအဲ့တော့ h. အရင်ပြောမယ် h ရှိမှာတသက်ရှိ a ရဲ့တသက်ရှိမှာဘယ်လောက်ရှိလဲ -2 နှစ်နဲ့စာတော့1 -1 ပြီး1ပြီးနှစ်သက်တင်ဘယ်လောက်ပဲရ1ပဲပေါင်းမရ1 square ပေါ့1 square ဒီဘက်လည်းပေါင်းမယ်ဟိုဘက်လည်းပေါင်းမယ် y တော့ပြောမယ်နှစ်နဲ့စာတော့5ကိုဘယ်နှစ်သက်တင် 5 square အဲ့တော့ဒီဘက်လည်းပါမယ်ဟိုဘက်လည်းပါအောင်နော်အဲ့တော့ဆရာဒီမှာနော်ဆရာနောက်ဆင်းမှာပါမယ်လေနော်နောက်ဆင်းမှာပါဆရာမကိန်းတိတစ်ဖက်ပို့လိုက်တာနော်ဘာမလုပ်လေဒီမှာကိမမောအခုဒုတိယဆင်းပါပဲလုပ်သေးလေဒီကိန်းတိကိုပဲတစ်ဖက်ပို့ရတယ်ဒီမှာလေတသက်ဆရာများမကိန်း -2 နှင်းနဲ့စာတော့1ကိုဘယ်နှသက်တင်နှစ်သက်တင်တယ်ဒီမှာ1 square ဒီမှာ1 square မမြင်ပါစို့လို့နော်ပြင်ကြီးပြလာလား ပြီးရင်ဒီမှာ wire ရဲ့တစ်သက်ရှိရမြောက်ပုံကတန်နှစ်နဲ့စာတော့ file ကိုနှစ်သက်တင်ပြီးနှစ်ဘက်စလုံးပါဒီမှာ file square ဒီမှာလည်း file square အကဲမမြင်ဒီတိုင်းပဲထားလိုက်မယ်နောက်နောက်တိမတာကိုတခါလဲလုံလို့မြင်လားမြင်လားဟမ် wire နဲ့ဆိုတာဒီကောင် wire နဲ့လို့အဲ့တော့ဇာတိမဆိုဘာရပြီလဲဒါဘာချင်းတကွေးလုံးတစ်သက်အဲပေါင်းချင်းလားနှုတ်ချင်းလား ဘာတိုးစကွဲ h minus 1တိုးစကွဲဒါက y plus 5တိုးစကွဲဒီမှာရှင်းလိုက်ရင်ဒီမှာ10နဲ့25ဆိုတော့26 26ဘယ်လောက်ကျန်3ကျန်ပါဗောဒါဆိုဒါဘာဖုံးပြပြီလဲတန်တဲ့ဖုံးပြရင်တော့ဒီကောင်နဲ့မလို့ဘူးเนาะတန်တာဘယ်လောက်လဲ1 comma minus 5 radius က3မဟုတ်လေ9မဟုတ်လေ root 3လေ3ဆိုတာဘာ square လဲ root 3 square ကြီးလေရှာတော့ square အောက်အချီမှာ radius ယူရတာလေအဲ့တော့ဘယ်လောက်လဲ root 3ဒါကြောင့်မသူရဲ့ center က1 comma negative 5 radius က root 3နောက်တနည်းအားကြတော့အဲ့ဒါကိုဆရာတော့ခဏလို့ standard form မပြောင်းခဏကပြောတဲ့နည်း general form အတိုင်းပဲထားမယ်ဟိုခဏလို့ perfect square ပြောင်း နေနေစားနေတဲ့နှစ်ပတ်စလုံးပေါ့အဲ့ဒါတွေမလုပ်ဘူးမလုပ်တော့ဆရာတို့ပါရှားမယ် G တွေ F တွေ C တွေကိုရှားမယ် G ရှားဖို့အတွက်အာရှမြောက်ဘော်ဂိမ်းကိုဆရာတို့ဘာလို့ယူတာလဲသူပုံသဏ္ဍာန်မှာပုံသဏ္ဍာန်ပြောကြည့်လိုက်အဲ့ဒါဘာဖွန်လဲဒါကြောင့်မို့အာရှမြောက်ဘော်ဂိမ်းဖြစ်တဲ့ -2 ကိုတူးကြည့်နေပြီးကြီးရင်ဘာရမလဲ G ရမယ် Y ရှားမြောက်ဘော်ဂိမ်း 2F ဒီမှာဘလောက်လဲပြီးကြီးလိုက်ရင်ဘာရမလဲ F C ဆိုတာကကိန်းသေးဘယ်လောက်လဲ23ဒါဆိုရင် G လဲရပြီ F လဲရပြီ C လဲရပြီအဲ့တော့ကြာဒီမှာဒီ equation ပြန်ရင်းလိုက်ရပါနော်အဲ့တော့ Asia မြောက်ဘက်ကင်းချင်းနိုင်ရှင် Asia မြောက်ဘက်ကင်း -2 2G ပြင်ကြီးတော့ 2G equal to -2 Y Asia မြောက်ဘက်ကင်းချင်းနိုင်ရှင်လဲ 2F 10 2f equal to 10ကိန်းတည်ခြင်းနိုင်ရှင် c equal to 23ဘောဘဆာလာတော့ g ရဘလားရ minus 1 f က5ဒါဆိုရင်သူ့ရဲ့ဘာကိုရှာလို့ရပြီစန်တာနဲ့စန်တာကိုလိုချင်ဘလောက်ကောမှာဘလောက် minus g ကောမှာ minus minus radius ကိုလိုချင် square root r g square plus s square minus c အဲ့တော့စန်တာဘလောက်ရပြီ minus g ကောမှာ minus f ဆိုတော့ဒီကောင်ရဲ့လက္ခဏာပြန်ပြောင်းလိုက်လေ1ကောမှာ minus 5ရှာလို့ကြည့်ကြည့်နော်ရှာ ဖြည့်ရဖြည့်နေတူလားမတူလားဒီမှာလဲဘလောက်ပဲလဲ1ကော့မှာ -5 အခုရရတယ်ဘလောက်ပဲ1ကော့မှာ -5 ရေဒီယိုကိုကြာတော့ဘယ်လိုရှားရမလဲစကွဲရူကအဲ့တော့ g စကွဲဆိုတော့ -1 စကွဲဆိုတော့1 s စကွဲဆိုတော့25 minus 23ရှင်းလာတော့ဘလောက်လဲ square root of 3ခဏအရှိမှလဲဘလောက်ပဲရတာလဲ square root 3ရရဒါကြောင့်မို့ဆရာသူ့ပြေပလာရမှာဆိုတော့စန္ဒာက1ကောက်မှာ negative 5 radius r လို့ကျင် square root g square plus s square minus c ရနဲ့စာသွင်းတော့ root 3ရအဲ့တော့နှစ်နည်းလုံးကြောက်တာပေါ့နော်အခုဆရာသိအောင်တကယ်ဆောင်မမေးတော့ကြိုက်နေနေဆရာကိုကြောက်လို့ရတယ်အဒီတဘောတော့နှစ်နည်းလုံးကြောက်တာပြီလားမော A တဘောပဲရှိသေးတယ် B ကမတွေ့ရသေးဘူး B ကဒီမှာမျက်မှောက်ကင်းပူသွားတယ်ခင်ဗျအတက်ကြည့်ပါဘက်ဘီမှာ နံပါတ်ပြီးမှဆရာတော့ဘာပြောရလဲ x2 y2 ရှင်းမြောက်ပကင်ဘလားဖြစ်နေ2ပြင်အဲ့ဒီ2ဆရာပြန်ဖြောင်းအောင်အဲ့တော့ဘာနဲ့စားရမလဲနံပါတ်စလုံး2နဲ့စားအောင်နော်စားပြီးတော့မှဆရာလှုပ်တဲ့အောင်လှုပ်နေတိုင်းဆက်လှုပ်ပါဦးအနံပါတ်စလုံး2နဲ့စားလို့ဒီကောင်သူရှိရ x2 y2 ပဲကြံ2နဲ့စားတော့တွဲကြံတယ်47ပေါ့2နဲ့စားတော့47ပိုင်း2 equal to 0ကို2နဲ့စားတော့0ပေါ့ဒါပရမမတ်တဲ့1 standard form ပြအောင်ပြအောင်ပါလေညစောပရမစင်ပါလို့ ကိန်းတွေကိုတဖတ်ပို့လိုက်အဲတထက်ရှိရများပေါ်ခင်ရမလားလဲတွဲနှင်းနဲ့စားတော့တဲ့ဟိုဘယ်နှသက်တင်တစ်စကွယ်အဲ့ဒါဒီဘက်လည်းပေါင်းမယ်ဟိုဘက်လည်းပေါင်း y square ဆိုတာဒါ the whole square ဖြစ်ပြီးသားပဲ y လောက်ကြလို့လားမလို့တော့အဲ့ဒါ x ကိုပဲလောက်အောင်နှစ်ဘက်စလုံးပါပါမယ်6 square ပါမယ်ဒီမှာတစ်ခါလဲပြောင်းလာပြီရှာပြန်ပြင်မြည်တော့เนาะဒါပါ square ပဲလဲ6 square ပဲเนาะဒါပါချင်းတစ်ခွေလုံးနှစ်သက် No chain the green low, not that. That's what I am. H minus the whole square plus y square. That's what I'm going to be saying. You don't know what I'm saying. I'm going to say to Kunasene. Nee, Kunasene, they are about no man. These are Kunio, no. I am. Nasene, I am. I'm 25 and 2. I'm going to say 25က5 square 2ရပါ square root 2 square ဒါကြောင့်မို့5 by root 2 the whole square ဆိုပြီးပါပြရမယ်ရအောင်ဆရာသားအဆင့်ကျော်လာလိုက်နော်ပုံနေရတန်းဒါဆိုဆရာတို့ဒါပါဖုန်းပြပြီလဲသူလိုချင်တဲ့စန်တန်နဲ့ radio ရှာဖို့ standard ဖုန်းဖြစ်ပြီစန်တာဘလောက်ကောင်မလားဖြစ်ပြီဒါဆိုရင်စန်တာဘလောက်ကောင်မဘလောက်7.0 radio က5 by root 2နော် အဲ့တော့ rationalize ပြန်လုပ်လိုက်ညေသော5 by root 2 rationalize လောက်အပေါ်အောက် root 2နဲ့မြောက်လိုက်တော့5 root 2 by 2ဆိုပြရနော်ဒါ method 1 method 2ကကြတော့ဒီလို the whole square ပြအောင်မပြအောင် g တွေ f တွေ c တွေရှားလိုက်တယ်သူလဲအဲ့ဒီတိုင်းပဲ x square y square ရှိရဘလောက်ပဲရှိရမလဲ1ပဲရှိရအဲ့တော့ဆရာဘာနဲ့စားလိုက်လဲနှင်းနဲ့စားလိုက်တယ်အေးရှားမြောက်ဘကင်းဘာနဲ့နိုင်ရှင် 2G နဲ့နိုင်ရှင်နော်အေရှားမျိုးမကိဘာနဲ့နိုင်ရှင်မယ်အတူ equation တလို့ရှိတာအေရှားမှာ 2G ဒီမှာအေရှားမှာဘယ်လောက်လဲ minus 12နောက်တစ်ခါ y ရှိက 2f ဒီမှာ y ရှိလားမရှိတော့ဘလောက်နဲ့ပြင်ကြီးစီတံမို့ဘလောက်လဲ47 by 2เนาะအဲ့တော့ 2g က negative 12 2f က0 c r 47 by 2နှစ်နဲ့စားရတော့ g က -8 f က0 c r တော့ဒီလောက်ပဲ တန်တာကဘလောက်ကောမှာဘလောက် minus g ကောမှာ minus f ဆိုတော့သူရဲ့လက္ခဏာပြောင်းလိုက်ပါ6ကောမှာ0 0ကတော့လက္ခဏာပြောင်းလိုက်0ပဲရမှာလေ radius လို့ခြင်းပုံသဏ္ဍီ square root of g square s square minus t အဲအဲ့ဒါကိုဆရာတို့ကွန်ပျူတာနှိပ်လိုက်ရတယ်နှိပ်လိုက်ရင်သူ့ဖြစ်ဆရာတို့ဗာရမယ် square root of 25 by 2ရတယ်25ဆိုတော့5 square မလို့5 by root 2ရတယ် rational လိုက်လို့တော့ 5 2 by 2ဆိုပြီးဆရာတို့ဒါခဏကအပြေနဲ့တူတူပဲရလာလဲနော်နှစ်နည်းလုံးတွေ့တာကြည့်ပါ assign number 1မှာဆရာတို့ဘာလောက်ခိုင်းတာပဲစတန်ဒါနဲ့ video ကိုရှာခိုင်းတယ်သူဘာပေးတာလဲ equation ပေးတာပါเนาะအဲဒါဘာဖွင့်ပေးတာလဲ general phone လား standard phone လားဒါဆိုရင်သူမှပြောဘလောက်စတန်ဒါဘလောက်ကောင်မှာဘလောက်0ကောင်မှာ0 radius က တန်တာက1ကောမာ4ဗီဒီယားက5 3ကောမာ -5 ရေဒီယားက7 -1 ကောမာ0ဗီဒီယားက1ပေါ့နော်ဒါလွယ်လွယ်လေးပေါ့အော်ကြံသေးတယ်ခဏလေး E နဲ့ F ဟာလားဒီ ABC တွေကတော့ဆရာတို့ဒါသူ့ရဲ့ဒီ standard phone နဲ့နှိုင်းရှင်းလိုက်အဖြေထွက်လာမှာပေါ့နော်ဟိုမှာဆရာမမြင်ပါဆိုလို့ဒီမှာ -0 ထည့်ပြီးလိုက်တယ် အဲ့ဒီခါမှာသူရဲ့စန္ဒာက0.0 radius က4ရတယ်နော်အဲ့တော့ဒါလေးတွေကဒီလိုရေးပြမယ်နော်ဒါရိုက်အိစာရှာပြီးသွားမယ်ကိုကိုရေးကြည့်ပေးပေါ့ပရမသူ equation ရေးမေးခွန်းပြကူတာပဲလေပြီးရင်ဗာရေးပေးမယ် compare with သူရဲ့ standard form ပေါ့နော်အဲ့နဲ့ကြောင်းရေးပေါ့ရေးပြီးတော့မှစန္ဒာကဘယ်လောက် radius ဘယ်လောက်လဲရေးပေးဒါ၄ဘုတ် abc ဒီ၄ဘုတ်တူတယ်နော် e နဲ့ f ကကြတော့ သူဘာဖုန်းပေးရတာကြီး general ဖုန်းပေးရတာကြီးခုနကဆရာ78ဆိုတော့နည်းနည်းကြော်လာဒီမှာဆရာတော့ तू ကဘာဖုန်းပေးရဆိုတော့ general ဖုန်းပေးရတာကြီးเนาะအဲ့တော့ဆရာအရှိမနှစ်ရှိနေနံပါတ်စလုံးဘာနဲ့စာနည်းနည်းစာเนาะဒါအောင်ဆရာတော့ perfect square မလုပ်တော့ဘူးတခါတည်းတွက်ချင်နေဆိုရင်ဘာနဲ့နိုင်ရှင်မယ် general ဖုန်းပြတဲ့ equation ပြော x square plus ဒါခဏ x square နဲ့ဒုတိယမှတ်တပ်ပါเนาะအရှိယမြောက်ပကိန်း 2G အရှားမြောက်ဘဂိန်း -6 ဝိုင်းရှားမြောက်ဘဂိန်း 2F ဝိုင်းရှားမြောက်ဘဂိန်း 4C က -12 အဲ့ဒီအနှစ်နဲ့စားတော့ G နဲ့ F ရတယ်စန္ဒာက -G ကောမှာ -F မဟုတ်လို့ဒီအားရတဲ့အဖြစ်ကိုလက္ခဏာပြဟမ်ရတယ်ပြီးရင်ရှားပြီလဲ C လို့ or sorry R လို့ကျင်တော့ပုံစံဒီက square root of G square plus S square minus အမှအစားသိသူလို့ကျင်တဲ့အဖြစ်ရတယ်နံပါတ် F ကတော့ဘာမှလောက်ကြမလို့တော့တခါတည်းစားတွက်ရအောင်မယ်နော်ဒီမှာ x square y square ကြည့်မှာဘာမှ မရှိဟာလားပီဇာနံပါတ်2 तू ကကြတော့ဆရာတော့ဘာလို့ရှာခိုင်းတာလဲတန်တဲ့ equation ရှာတာ तू ဘာနဲ့ပါပေးတာပြီးသားဒီနေ့ပြောတာ a, k နဲ့ r နဲ့ပေးတာပြီးသားအဲ့ဒါဘာလို့လိုက်ရပြီစားသွင်းလိုက်ရပြီเนาะအဲ့ဒီမှာဆရာတော့နံပါတ် CT တွေ့ပြီပေါ့เนาะကျန်တာနည်းနည်းလေးစဉ်းစားမှပါရှိလို့မပြောသေးဘူးเนาะ CT လွယ်လွယ်လေးပဲ CT ကတော့ဒီဟိုအစားသွင်းပြီးတွေ့တာပဲကျန်တာတွေဆရာမပြောသေးဘူး ညာမှာဆိုရင် a ဆိုဘယ်လိုလောက်တာပဲလဲသူစန်တာကဘလောက်ကောမှာဘလောက် x ကောမှာ k radius က r သူရဲ့ equation ပြန်ပြော x minus a to square plus y minus k h ရဲ့ k ရဲ့ r နေရာတွေမှာအစားသွင်းလိုက်နော်ပြီးတော့မှရှားတာ cos square ဆိုတော့16ဖြစ်ပြန်ရေးပေးလဲရတယ်အဲ့ဒါသူဖြစ်ဘူးနော်အဲ့တော့ c တိသွားတာပဲမြင်နော်အဲ့တော့1အလုံးသွားတာမယ်2က c တိသွားတာပဲ အဲ့ဆရာနံပါတ် E ဟာလာဒီဆရာတော့ပြီးသွားပြီ E ပေါ့ဆရာကတော့ standard equation ပါ standard equation ဆရာတော့ h ကောမှာ k ဆိုတော့ center တီးရမယ် radius ဖြစ်တဲ့ r တီးရမယ်အဲ့တော့ဆရာတို့ဒီမှာပေးထားတာက center ရဲ့အဲ့ဒီ set y က y စစ်မှာထိနေတယ်လို့ပေးထားရယ်နော်အဲ့ဆရာပုံအောင်ဆရာရင်ပြောမရပုံအရင်ကြည့်လိုက်ပါ ပုံချမ်းယင်ကြည့်လိုက်စန်တာပြီးတော့စန်တာ5.8ပေါ့ပြီးတော့ဒီ cycle ကဘယ်မှာထိနေလဲ yz မှာထိနေတယ်ကြားသီးရမှာ yz လို့ပြောရင်သူ့ရဲ့ equation ကပါလေ h equal to 0เนาะ yz ရဲ့ equation ဆို a equal to 0 a z ရဲ့ equation ဆို y equal to 0အဲ့ဒီ az ဘောမှာဒီ sphere နဲ့ဒီ line ရဲ့ထိတဲ့ထိမှောက်လဲရှာလို့ရှာလို့ရဒါဘလောက်ကောမှာဘလောက်ဖြစ်မှာအဲ့တမိုးက ဝိုင်းတံမူကကြတော့8ပေါ်လာ။ဘာကြောင့်လဲဒီဆရာဦးဆက်လိုက် line ကဘာ line ဖြစ်မှာလဲ horizontal line horizontal line ဆိုရင်ဘာတူလဲဝိုင်းတူတယ်အဲ့လိုဆရာသိရမယ်။ဒါကြောင့်ဆရာဒီနေရာလေးမှာရှိတယ်အမှဘလားလို့ကိုသိရမှာသိ0ကောမှာ8လို့သိရမယ်။အဲ့တော့ r radius ဆိုတာဒီကြားကဆိုတော့ဒီနေရာ0ရှိတယ်အဲ့ဆံမို့ဒီနေရာ5ဆိုတော့သူ့ဖြည့်ပလိုက်ရမယ်5ရ။ဒါပုံတနည်းကပြောလို့ရှိရင် तू က horizontal line မို့လို့ဆရာတော်က discount လို့ကျင်ဘာလို့သိရမလဲ modulus of h2 minus h1 လို့ဆရာတို့သိရမယ်နော်ဒါကြောင့်မို့ဆရာ modulus of h2 minus h1 ကြိုက်တော့ h1 h2 u ပေါ့နော်5 minus 0ပဲဖြစ်ဖြစ်0 minus 5ပဲဖြစ်ဖြစ်အဖြေပါပဲရမယ်5ရဒါဆိုစန်တာ x ကမှ k တိပြီး r က5တိပြီဆိုတော့ standard equation ရဲ့ h ရဲ့ k ရဲ့ r ရဲ့မှာစာသွင်းလိုက်လို့ကျင်တဲ့အဖြေရနော်အဲ့တော့တွေ့ကြည့်ပါဒါပုံကျမ်းမှရင်ဆွဲရမှာနော် ငါတို့ဘောဆရာတော့ဘာပြီးတာလဲစန်တာပြီးတာတယ်စန်တာဆိုဆရာတော့ဘာသိပြီအက်ကောမကီအက်ကီသိပြီပြီးတော့ဒီစာကေကဘယ်ကိုဖြောက်ရလဲ origin ဖြောက်ရတယ်ဒါဆိုရင် origin ဖြောက်ရတယ်ဆိုတော့ဒီ origin ဆိုတဲ့0ကမှ0ကဘာမှရှိမသိရင်စောက်ဝိုင်းအပေါ်မှာရှိမှာပေါ့ဟုတ် origin လည်းဘဟုမဟုတ်ဘူးနော်ဘဟုက negative 3ကမှ negative 2ဒီပုံလေးကိုပြောတာစန်တာက negative three comma negative two ပြီးတော့ဒီ circle ကဘယ်ကိုဖြတ်လဲ0 comma 0ဆိုတဲ့ origin ကိုဖြတ်သွားတယ်ဒါဆိုရင်ရှာတော့ဒါအားလို့ရင်ပါ formula သုံးလိုက်ရပြီ distance formula သုံးပြီးတော့ root in နှစ်သက်တင်ပါလိုက်ရပြီเนาะအဲ့တော့စာသာ a comma k သိပြီဆိုတော့ radius လို့ရင် square root အတူမှာ root in နှစ်သက်တင်ပါလိုက်ရင် square root အသက်သိရတယ်ဒါဆိုရှာတော့ဗာရပြီ hdb k သိပြီ r သိပြီဆိုတော့သူ့ရဲ့ sum equation မှာဘာလို့လိုက်ရပြီစာသွင်းလိုက်ရပြီเนาะသတိပြရမှာเนาะ โอเคဒါရေးကြည့်တော့စတက်သင်းလို့ရေးလိုက်ရအောင်နော်โอเคတွက်ကြည့်ပါအ question number 2ရဲ့ G မှာလား G ရဆရာတို့ဘာနဲ့ပါပြီးတာလဲစန်တာနဲ့ခဏလိုပဲဖြတ်မှတ်ပြီးတာလားဒါဆရာဘယ်လိုပဲရှာမှာပဲခဏအတိုင်းပဲပေါ့နော်အဲ့တော့စန်တာကဒီမှာ8.8ကြည့်တည်တယ်ဒီ cycle ဖြတ်မှတ်ဆိုတာဆောက်ရမ်းပေါ်မှာရှိတဲ့အမှတ်တမဲ့ဒါဆိုသူ့ကြားဘာကိုရှာလိုက်ရပြီ distance ကိုကျွန်တော်တို့ရှာလိုက်ရပြီအဲ့တော့ radius အောက်လို့ယင် root 30စသဖြင့်ပေါင်းရှာလိုက်တော့ဘယ်လောက်ရလဲ3 square 9နဲ့ဒါ50 square ဒါ8 square 64 parallel square root က73ပေါ့အဲ့ဒါအစားသိလိုက်ရင်လိုချင်တဲ့အဖြေထောက်နော် equal to ဒါ73လို့ရေးလိုက်ရင်လည်းရပြီဆိုတော့ဒါ radius အောက်လို့ယင် root 30စသဖြင့်ပေါင်းရှာလိုက်တော့ဘယ်လောက်ရလဲ3 square 9နဲ့ဒါ50 square ဒါ8 square 64 parallel square root က73ပေါ့အဲ့ဒါအစားသိလိုက်ရင်လိုချင်တဲ့အဖြေထောက်နော် equal to ဒါ73လို့ရေးလိုက်ရင်လည်းရပြီဆိုတော့ဒါ radius အောက်လို့ယင် root 30စသဖြင့်ပေါင်းရှာလိုက်တော့ဘယ်လောက်ရလဲ3 square 9နဲ့ဒါ50 square ဒါ8 square 64 parallel square root က73ပေါ့အဲ့ဒါအစားသိလိုက်ရင်လိုချင်တဲ့အဖြေထောက်နော် equal to ဒါ73လို့ရေးလိုက်ရင်လည်းရပြီဆိုတော့ဒါ radius အောက်လို့ယင် root 30စသဖြင့်ပေါင်းရှာလိုက်တော့ဘယ်လောက်ရလဲ3 square 9နဲ့ဒါ50 square ဒါ8 square 64 parallel square root က73ပေါ့အဲ့ဒါအစားသိလိုက်ရင်လိုချင်တဲ့အဖြေထောက်နော် equal to ဒါ73လို့ရေးလိုက်ရင်လည်းရပြီဆိုတော့ဒါ radius အောက်လို့ယင် root 30စသဖြင့်ပေါင်းရှာလိုက်တော့ဘယ်လောက်ရလဲ3 square 9နဲ့ဒါ50 square ဒါ8 square 64 parallel square root က73ပေါ့အဲ့ဒါအစားသိလိုက်ရင်လိုချင်တဲ့အဖြေထောက်နော် equal to ဒါ73လို့ရေးလိုက်ရင်လည်းရပြီဆိုတော့ဒါ radius အောက်လို့ အဲ့တော့ပုံကျမ်းရပြောရင်ဒီလိုပေါ့နော်ဒိုင်မီတာအမှန်တစ်ခုပေးထားတယ်ဒိုင်မီတာရဲ့အစုံမှန်တစ်ခုရင်ဇာတ်တော့ဘာကိုရှာလို့ရမလဲအရင်ဆုံးသူ့ရဲ့ mid point formula သုံးပြီးရှာလိုက်ရင်ဘာကိုရမလဲစန်တာကိုရမလားအဲ mid point formula ဘယ်လိုရှာပေးရတာလဲအိတ်ဂျင်ပေါင်းနှစ်နဲ့စာဝိုင်းဂျင်ပေါင်းနှစ်နဲ့စာလိုက်ရင် mid point ဖြစ်တဲ့စန်တာကိုရမလားပြီးအောင်လို့ရင်ဘယ်လိုရှာရမလဲဒီအစုံမှန်တစ်ခုနဲ့စန်တာရဲ့ distance formula ကိုရှာရင်ရှာမရှာရင်လည်း ဒါအမီတာရဲ့အပွားတစ်ခုရဲ့ဒေးဆောင်ရှာပြီးနှစ်နဲ့စားကြည့်ရင်လည်းစားပါတော့ကိုကြက်သလိုကိုရှာဝင်ရှိတယ်အဲ့တော့အရင်ဆုံးဂျာတော့ဘိုင်းရှာလိုက်စန်တာဖြစ်တဲ့အိတ်ကောမာကီလိုချင်တော့ဘလို့ရှာရမယ်အိတ်ချင်းနော်အိတ်ချင်းမိုင်းနဲ့သူနဲ့စစ်ကိုပေါင်းနှစ်နဲ့စားဝိုင်းချင်းပေါင်း3နဲ့1ပေါင်းနှစ်နဲ့စားအဲ့ဒါဆိုဘလောက်ကောမှာဘလောက်ရလဲဒါစန်တာအိတ်ကောမာကီရပြီအဲ့တော့ဆရာတော်ဒီမှာဒိုင်းမီတာနဲ့ပဲရှာလိုက်ရနော်အကဲကောမရှာချင်ဘူးရတယ်ရေဒီယိုကိုတန်းရှာချင်ရင် ီကအကြိုက်ရအမှတ်တခုနဲ့စန်တာကိုရှာလိုက်လေရတယ်။ရှာတော့ဒီအမှတ်တခုပဲပါရှာလိုက်ရတယ်။ distance diameter ရှာလိုက်ရတယ်။ရှာလို့ကျနော် diameter မဟုတ် radius ဆိုတာနှင်းနဲ့ပါပြန်လောက်အောင်မြှောက်မလားစားမလား။အဲဒါ radius ဆိုတာ diameter ပိုင်း2မို့လို့ radius အားလို့ကျင်းအပေါ်က diameter ရဲ့တန်ဖိုးဘာနဲ့စားလိုက်နှင်းနဲ့စားလိုက်နှင်းနဲ့နှင်းနဲ့ကျင်းအားရပြီ။ဒါဆိုသူရဲ့ standard form မှာပြန်ပြီးတော့စားသိရင်လိုချင်တဲ့အဖြေရမယ်နော်။ဒါဆိုစံပြီးရမယ်နော်။ โอเคအဲ့တော့ပုံစံလေးဆွဲတာပါအဲ့တော့ဒီမှာအတိအမှတ်ဆိုပါသိရမယ်စန်တာလို့ရှင်မေဘာဖော်မြူလာ၃တော့သိရမယ်ပြီးရင်ဒိုင်မီတာတော့သာရှာခဲ့လို့ရှိရင်တော့ရေဒီယလို့ရှင်နှစ်နဲ့စာမဆိုတာသိရမယ်အကယ်၍အဲ့လိုမရှာခြင်းရင်လဲဒီအမှတ်နဲ့စန်တာကိုဂျာကဒေးစတောင်းကိုရှာလဲရတယ်ဒါမှမဟုတ်လဲဒီအမှတ်နဲ့ဒီအောက်ကအမှတ်ကိုရှာလဲရတယ်ကြိုက်တာကိုရှာလို့ရတယ်အဲ့ဒါဆိုရင်တော့နှစ်နဲ့စာကြမလို့ဘောနော်အဲကြားသလိုတော်လို့ရပါတယ်အဖြစ်တူတူပဲရမှာပါဟလားအဲ့တက်ကြည့်ပါ